ဟုတ်တယ်ဆက်လာပြီလေကျန်နေဆောင်လို့ဆင်းမပြေဘူးအဲ့ဒါကြောင့်မို့ညီမတော့နောက်ပိုင်းမှလည်းမိသားစုတွေရှိတယ်ညီမတို့ဆိုကျွန်တော်တို့ပြောပါတော့ဟိုဘယ်လိုပြောမလဲကိုကိုတော်ဝင်ကိုကတော့ဘာမှမဖြစ်ဘူးသူတို့ကလည်းဘယ်လိုပြောမလဲမိသားစုရှိတယ်အများတစ်ပတ်ရှိတယ်အဲ့လိုမျိုးမိခံမိခိုးတို့စားနေလူတွေအများကြီးရှိတဲ့အတွက်ညီမအခုဆုံးသားတော့လောက်တာညီမအတွက်ဘာမှမပါဘူးဟုတ်တယ်ဟုတ်တယ်အကုန်လုံးအတွက်ညီမအကုန်လုံးကလည်းလုံငန်းလုံးလုပ်တယ်ဆိုတာဒီဆိုင်မှာရ မပြီးဆန်းငါရအကုန်လုံးအဆင်ပြေကြတာအကုန်လုံးအကုန်လုံးတို့တို့ပဲမိသားစုစိတ်ထဲနဲ့ညီမအကုန်လုံးလိုက်ပြောတာညီမမုန်းဆန်ပြီးတော့အလုံးယုံသူတို့ဖြုတ်လိုက်တဲ့အချိန်မှာညီမကဘူးလည်းမသိဖားလည်းမသိနားလည်းမလည်ညီမညီမညီမလည်းညီမပူစင်နေတာညီမပူစင်နေတာညီမကအကုန်လုံးမှာနော်တယုံလုံးလည်းညီမဖြစ်စေချင်တာကကြိုးတင်ပြော တို့တင်ကြောင်းလို့စင်ညီမတို့ကလက်ခံတယ်ဘယ်လိုပြင်ဆင်လိုက်ခင်ရှိတယ်ပေါ့အခုကဘုဖိလေးလေးလည်းမပြောဘူး तू ကတရက်ထောက်ပေးမယ်တရက်ထောက်ပေးမယ်တရက်ထောက်ပေးမယ်သူတို့ကနောက်ဆုတ်သွားတာ ਈ ပဲညီမတို့ဘုမိလေးလေးမပြောတော့ညီမတို့ကအဲ့ဒါကိုညီမတို့ကပောက်ကွဲချင်တာပေါ့နော်ညီမတို့ကနှိမ့်မှချင်လိုက်လေညီမတို့လိုချင်တာပေါ့အဲ့လိုပုံစံမျိုးပေါ့နော်နှစ်တယ်လဲကြာနေညီမတို့လောက်ခဲ့တာလေအဲအကိုတို့ဒီဘက်နေပြီးတော့အဲကိုတို့ကိုရမေးဦးဆောင်တော့ amazing ဖွဲရနေလေညီမလေးတို့ဒီနှိမ့်နာချင်တဲ့ပတ်သက်တဲ့ရတဲ့ရတိုင်းတဲ့ဟာတွေကိုလည်းရအောင်အကိုတို့ဘက်နေလိုက်ပါကူညီဆောင်ရပေးမယ်ပြီးတော့ရင်ဆာရဆာရန်ကိစ္စတွေအဝ ါင်းပါကိုလည်းပြီးစီးအောင်သူတို့ဘက်ကနေပြီးတော့တာဝန်ယူအောင်အကိုတို့ဘက်ကနေပြီးတော့လည်းဒီအစိုးရဒီရုံးပါဗောနော်အကိုတို့ဘက်နေလည်းကူညီပြီးတော့ဝိုင်းဝန်းပြီးတော့အကိုတို့ပြောပေးမယ်ဟုတ်ပြီနော်ညီမတို့အကုန်လုံးစားရစားတာပြည်ပြည်စုံစုံနဲ့ပြီးစီးသွားတဲ့အချိန်ကြီးကျမတို့ရတာနိုင်နေတယ်မှာအဖေနမဲမတူဘူးအဖေမနမဲလည်းမတူဘူးဆောလေးလေးချင်းတို့ကြံ့ထားပေးတာအဖေနမဲပြောင်းလို့ရရင်ပြောင်းပေးပါဆိုတော့ဒါကနေ့ဒီဘာမှမဖြစ်လာဘူးဩဒါဆိုရင်အခုတို့ဒီစောင်းတက်ကန်တူထားလေတူထားပြီးလေပြောတယ်ကောနော်တူထားပြီးတဲ့ပုံမှာဒီနေလေးစာရဲထဲမှာအဖေမနမဲမတူဘူးအကုန်လုံးမတူကြဘူး နေတော့ဒီနေ့ဆက်ပါမယ်။ဒီမှာမမနမလေးရောက်လို့လေလေးရောက်အဖေလေးရောက်နေမယ်ဖြစ်ရင်လားအမေကမသိရင်လေးရောက်ယူခဲ့တဲ့ပုံစံဖြစ်တယ်။အဲမဟုတ်ဘူးကျွန်တော်ပြပါမယ်ပေါ့နော်။အာအော်ဆိုင်တို့တို့ဩဒီမှာဟိုအပေါ်လုံးဒီစိုင်းစာတန်းနေတတန်းတိုးနေတဲ့အချိန်မှာတို့မိဘနံပါတ်လေးလည်းမမေးဘူးဘာမမေးပဲနဲ့တို့သဘောနဲ့တို့လောက်တယ်ဟောကကူပါစီတဲ့ငွေကြေးကောက်တဲ့တာဝန်ရလက်မထိုးတဲ့ဒါနဲ့ရှိလို့မျိုးရဲ့တို့ကတာဝန်ခံမှုတစ်ခုမှအာမမခံတာတို့ကအဲ့လိုမျိုး ဒီလုံငန်းပါလုံငန်းလေးပေါ့ကျေး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 ရနော်အကျေးရဟောကာဒီအိမ်ပဲကျေးရဩဆိုင်နေပြီဟုတ်ကဲ့ဟုတ်ကဲ့ပါအဲအဲ့တော့ကြောင့်မလို့ကျွန်တော်တို့ကလည်းဒီနေ့မှာကျွန်တော်တို့အချိန်နဲ့တမင်းကြီးလာရောက်ကူညီဆောင်ပေးတယ်ပေါ့နော်အဲနောက်နေ့မှာလည်းကျွန်တော်တို့တရားဥပဒေကိုဆက်သွားဖို့ကျွန်တော်တို့ကနေပြီးတော့လာရောက်ပြီးတော့ကူညီပေးပါမယ်လို့နော်ကျေးဇူးတင်ပါတယ်ကျေးမနက်ပြန်